မေမြလာဝဲမင်္ဂလာပါဒီကနေ့ဂျွန်လ22မှ6ရက်နေ့အတွက်ပထမဦးစွာဂျွန်လရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုပြပြပေးကြပါတယ်ပြီးတော့ရင်ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့မန္တလေးမှာပေါ်တာဆွဲခံရပြီးတော့မှငွေကျပ်350စစ်တပ်ကိုပေးခဲ့တယ်သို့တော်စစ်တပ်ကပြန်မလုပ်ပေးဘဲနဲ့စစ်ဘုရန်အဖြစ်တွတ်သွင်းခံလိုက်ရတဲ့တပ်သားတဲ့ရဲရင်ခန့်ညားဟာဒါကျွန်တော်တို့ KNL ထံကိုအလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ် မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်မှာစစ်တပ်ကဒီရဲရင်ခံညာနဲ့တငယ်ချင်း၃ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှစစ်မှုမထမ်းလို့လေငွေကျပ်350ပေးရမယ်ဆိုပြီးတော့မှတောင်းခံခဲ့ပါတယ်။ငွေကျပ်350ပေးခဲ့တော့လေစစ်တပ်ကပြန်မလွတ်ပေးဘဲနဲ့ငွေလဲယူသူကိုလည်းအရမစစ်သားအဖြစ်စုဆောင်တဲ့အကြောင်းကိုအလင်းဝင်လာတဲ့စစ်ဗိုလ်ဒါနတဲ့မောင်ရဲရင်ခံညာရဲ့ပြောဆိုချက်တွေအရသိရပါတယ်။အဲ့တော့ကျွန်တော်တို့ကိုတဲ့လမ်းမှာခေါ်ဆစ်ပြီးတော့မှကြောင်မီးသွေးစခန်းကိုပို့လိုက်တယ်ပြီးတော့ကျွန်တော်တို့အမေတွေစီကိုခေါ်ပြီးတော့မှ ပြန်ထွက်ချင်ရင်ပတ်စံ150ကျပ်350ပေးရမယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့အမေကတော့ပတ်စံ350ပေးလိုက်တော့ကျွန်တော်တို့ကိုညာရင်းချင်းပဲပြူးဦးလွင်စူဆောင်းရည်ကိုပို့လိုက်တယ်ပြူးဦးလွင်မှာ10လောက်ထားပြီးဘာသူတင်တဲ့ကြောင်းကိုပို့လိုက်တယ်ဆိုပြီးတော့မှအလင်းဝင်ဒါတတ်သားရဲရင်ခန့်ညာကပြောပါတယ်ဆိုတော့အာရမစုဆောင်ခံရတဲ့စက်ကောင်စီတက်မဒါကျွန်တော်တတ်သားတဲ့ပေါ့နော်ရဲရင်ခန့်ညာကတက်မ99လောက်ခန့်ခမရတက်တက်ခွန်ကအောင်စရစက်ကြောင်းထံကိုပို့ဆောင်ခံရပြီးတဲ့နောက်မှာစစ်တပ်ကနေထွက်ပြေးပြီးတော့မှ KNL ထံကိုအလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ် ဲ့တော့150ပေးတာတော့မှစစ်မှုပြန်ထမ်းခိုင်းတယ်ဆိုတော့ဒီကောင်တွေတော်တော်မယိုင်းနေတဲ့အခြေအနေပေါ့နော်ဒီတက်ဆိုးရွားလာတဲ့ဥစ္စာတွေလည်းအများကြီးရှိပါတယ်နောက်ထပ်သတင်းလေးကိုနားဆင်ကြည့်ပါအောင်ဒါကတော့ စကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်စစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့မှ၄ဦးအရှင်မိတယ်ဒါကျွန်တော်လက်နက်၆လက်လည်းခဲရန်နေလည်းတင်စီရမိခဲ့ပါတယ်အဲ့ဒါကိုလည်းဒါကျွန်တော်တို့ဒါစကိုင်းဘက်မှာရှိနေတဲ့တော်လှန်ရေးသတင်းရင်းမြစ်တွေကသိရပါတယ်ဇွန်လ22မှ9ရက်နေ့နံနက်ပိုင်းစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ချမ်း AOD မြစ်ကမ်းဘေးမှာရှိတဲ့ချောင်းမကြီးရွာမှာအထိုင်ကျတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေအကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် အဆိုပါတိုက်ပွဲမှာစစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့မှ၄ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။လက်နက်ခဲယမ်းတွေလည်းအများအပြားကိုလည်းသိရှိရမိခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။ဇွန်လ29ရက်နေ့မနက်ပိုင်းဖြစ်တဲ့တိုက်ပွဲကတိတ်ပြီးတော့မကြလိုက်ဘူးပေါ့နော်။စစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာရှိတယ်။ကြီးစံတွေလက်နက်တွေကြီးကအင်ကြီးတွေကြီးကအုတ်ထုတ်တွေလည်းရတယ်ဆိုပြီးတော့မှတော်လိုင်းရေးတရင်ရင်းပြတရားသိရတယ်။စစ်တပ်ကသိမ်းဆီးရမိခဲ့တဲ့လက်နက်ခဲယမ်းတွေမှာလည်းဒါကျွန်တော်တို့ G3 လေးလက် MA1 နှစ်လက်စုစုပေါင်း ်လက်လက်6လက်ကြီးကအုတ်ထုပ်9လုံး equipment 9စုံ5556ကြီးမျိုးစား62မှ4000 G3 G 180တောက်ဒါလက်ရသိမ်းစီရမိခဲ့တယ်လို့သိရတယ်ပေါ့နော်တော်တော်ဟိုမိုက်တဲ့တည်င်းလေးပေါ့နော်တည်င်းကောင်းလေးဖြစ်ပါတယ်နောက်ထပ်တည်င်းလေးကတော့ဒါကျွန်တော်တို့ချင်းပြည်နယ်တီးတိမ်မြို့နယ်ပေါ့တော်မွာပီးကြေးပါမှာတဆွဲထားတဲ့စစ်တပ်ရဲ့ကာကင်းစခန်း3ခုကိုတိုက်ခတ်သိမ်းမဲ့ခဲ့ရမှာစစ်သား55ဦးထပ်မံတဲ့တေဆုံးပြီးတော့မှလက်နက်ခဲယမ်းတွေသိမ်းစီရမိခဲ့တဲ့အကြောင်းကိုချင်းတော်လိုင်းရဲ့တည်င်းရင်းမြစ်တွေကသိရပါတယ် ဇွန်လ22မှာ6ရက်နေ့မှာတီးတိမ်မြို့တန်ရန်ရွာနဲ့ခိုင်ကန်းအကြမ်းမှရှိတဲ့မွာပြီးကြေးရွာမှာတဆဲထားတဲ့စစ်တပ်ရဲ့ကာကင်းစခန်း၃ခုကိုချင်းတွန်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်တွေကစတင်ပြီးတော့မှတိုက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။အဆိုပါကာကင်းစခန်း၃ခုကိုဒါကျွန်တော်တို့ဇွန်လ28ရက်နေ့မှာတွန်လိုင်းရေးတပ်ဖွဲ့ဝင်တွေကအပီးသက်သိမ့်ပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒီစခန်းသိမ့်တိုက်ပွဲအတွင်းမှာစစ်သား15ဦးထပ်မံတဲ့သေဆုံးပြီးတော့မှအရှင်ဖမ်းမိတဲ့သူတွေလည်းရှိတဲ့အကြောင်းဒါပြင်တိုက်ပွဲအတွင်းမှာလည်းနက်နက်ခဲရနေတဲ့တိန်းစီရမိခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိရပါတယ် 15ဦးတော်မွေးငါဖြစ်တာဆိုတော့အားရစရာကြီးမုတ်ဆိုးမ15ရောက်ကျွန်တော်တို့ထတ်တိုးရသွားတာပေါ့နော်စစ်တပ်ထဲမှာဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့သတင်းလေးကတော့စတိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာရှိတဲ့ချင်းတွင်းမြစ်အတိုင်းစံတက်လာတဲ့စစ်သည်မောအုပ်စုကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းကိုချင်းတွင်းဒိုင်နမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆလင်းကြီးခေါင်းဆောင်ဘူဘိုက်ကပြောပါတယ် အဲ့တော့ဇွန်လ22မှာရှိရင်းနေမိုးလဲ2နာရီကမှဆလင်းကြီးမြို့နယ်မှာရှိတဲ့ချင်းတွင်းမြေကြောင်းအတိုင်းစံတက်လာတဲ့စစ်တမောအုပ်စုကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက300ခွဲပြီးတော့မှချင်းတွင်းဒိုင်နမိုက်ပြည်သူ့ကော်မတီတပ်ဖွဲ့ဆလင်းကြီးနဲ့အတူမဟာမိတ်ညီနောင်တွေကရှစ်ထွက်မိုင်းတွေလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်ဒေတာကမ်းမှုအတွင်မှာအကြမ်းဖက်စစ်ကောင်စီအထိနာပြီးတော့မှစစ်တမောကနေပြီးတော့မှပြစ်ကူပေးတိုက်ခိုက်တဲ့ချင်းတွင်းမြေကြောင်းအတိုင်းစံတက်သွားတဲ့အကြောင်းဒေတာကမ်းမှုအတွင်မှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်တယ်သို့တော့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အဲ့တော့ ထိခိုက်မှုရှိနိုင်တယ်မိုဟင်းကပွေးရင်မျောပေါ့ဗျာဒါလည်းသတင်းကောင်းပါပဲအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးတွေကြည့်အောင်ပါပထမဦးစွာဒါကျွန်တော်တို့ပအိုးနော်ဒါကျွန်တော်တို့ PN တွေကဒုတိယဘုံမူကြီးနော်ဒုတိယဘုံမူကြီးခွန်ထွန်းရွှေတဲ့သူကဘာပြောလဲဆိုတော့ PDF တွေကိုသူတို့အနေနဲ့ဘလို့မောင်းထုတ်လိုက်တယ်လဲပေါ့ဗျာစကကြီးစကကြဲတွေပြောပါလိမ့်မယ်နားထောင်ကြည့်ပါတိုင်းရင်းသားတက်တွေထဲမှာစကားစားနဲ့ဖင်လို့ဖင်ခံဆုံးတက်ကိုပြပါဆိုရင်တော့ဒီ PN တွေတို့ PNO တို့လည်းပြရမှာဖြစ်ပါတယ်ကဲဒီဘဲဟိုဘယ်လိုပြောမလဲပေါ့လို့ပေးစားတယ်ဘာပြောမလဲနားထောင်ကြည့်အောင်တော့နေပြီးအနေတို့ဒီ PDF ဒီအဲ့နာမှာအခုကနာမှာအများကြီးရှိခဲ့တယ်ပေါ့နော်ဟုတ်ရှိခဲ့တယ်ရှိနေတာနေပြီးတော့ဒီ PDF ကောင်းနေဒီ PDF တွေကိုပြန်တိုက်ထုတ်လာရအောင်အောင်ဘယ်ဘယ်လိုဘာကြောင့်ပြန်တိုက်ထုတ်ထားလဲပေါ့နော်အဲ့ဒါလေးသိချင်ဘာကြောင့်ပြန်လိုက်ပြန်တိုက်ထုတ်တယ်ဆိုတာကျွန်တော်တို့ကခုနကျွန်တော်ပြောတာပေါ့နော်ဒီကျွန်တော်တို့ကတော့ အာကျွန်တော်ရဲ့ငင်းချမ်းရေးမူအရာရှိပြီးသားကျွန်တော်တို့ဒေတာကျွန်တော်တို့ကာကွယ်မယ်ပြည်သူတွေလည်းခင်ဗျားတို့ဒီများတို့နဲ့တပောင်းရင်ခင်ဗျားတို့အိုးအိမ်ပျက်စီးမယ်ခင်ဗျားတို့အကျိုးလည်းမရှိဘူးနော်အာဒါပထမလေဒုတိယတစ်ချက်ကနိုင်ချင်းမနိုင်ချင်းကကျွန်တော်တို့လည်းမသိဘူးတကယ်လို့မနိုင်ခဲ့မင်းတို့ဘွားပြက်မယ်ဒါဒါလည်းကျွန်တော်တို့ကစီယုံရတာပေါ့အဲ့တော့ကျွန်တော်တို့နေမြေကျွန်တော်တို့ဒေတာအေးအေးချမ်းချမ်းမြေလူနေအောင်တန်းနေအောင်စားကောင်းချင်းအိတ်ကောင်းချင်းနေနေအောင်ဒါကတော့ကျွန်တော်တို့ဆက်ဆက်က မူချပြီးသားတက်တဲ့အစိုးရကျွန်တော်တို့ဆိုရတမ်းမတော်ဆိုချင်းကောင်းချင်းလဲတော့မပြောနဲ့ PDF ဆိုချင်းကောင်းချင်းလဲတော့မပြောကျွန်တော်တို့နေမြာတည်ငြိမ်ဖို့လို့ကျွန်တော်တို့စားကောင်းချင်းအေးတော့ကောင်းချင်းလာကောင်းရောင်းကောင်းချင်းဝယ်ကောင်းချင်းတောင်ရလို့ကြိုက်စားတော့ရဒါအဓိကကျွန်တော်ကျွန်တော်တို့ဘာဦးအောင်ကန်ဒီညွန်ချချက်အဲ့ဒီမူတိုင်းကျွန်တော်တော့တွားမယ်လူထုတွေလည်းတွားမယ်အဲ့တော့ရန်တန်ကလည်းကျွန်တော်တို့တစ်ဖက်ကကျွန်တော်စီယုံရန်တန်ကလည်းလက်ပြလက်ွယ်ဒီလိုရှိတယ်အဲ နားမယောင်ကြားနဲ့နားယောင်တဲ့ကလေးတော်ကပြန်ခေါ်ပေါ့အဲအဲ့လိုအစကအစကျွန်တော်စီယုံရေးအကောင်းခါကျတော့ဒီ PDF တွေဘယ်လိုပဲလာလာလက်နဲ့အင်အားဘယ်လိုပဲကောက်ကောက်ပြည်သူရဲ့ထောက်ခံမှုရှိရင်ကျွန်တော်တို့မှ90ခန့်တော့ကျွန်တော်ကအားသာပြီးသားပါပေါ့နော်အဲ့တော့လေဒီလို forum မျိုးလာတော့ပေါ့နော်လာတဲ့အတွက်အဲ့ data အတွက်ဘယ်လိုအကျိုးရှိမလဲ ဒီလိုဒီလို CEO ပဲဒီလိုဖိုရမ်မျိုးလာတဲ့အတွက်အဲ့ data တွေကိုရောရှိလာတယ်။အော်ကျွန်တော်တို့အဲ့ဒီ data တွေရောကျွန်တော်တို့လူမျိုးစုတွေရောဒါနိုင်ငံတော်ရဲ့အခင်းချင်းကိုကျွန်တော်တိရှိရတယ်။ကျွန်တော်တို့ပြန်ရအောင်လဲကြာတာနိုင်ငံကြီးပါတီဘက်ကကျွန်တော်ရဲ့ဟို PNA အပိုင်းကတော့ကျွန်တော်ရှင်းပြခွင့်ရတယ်။အဲ့တော့လူထုရဲ့ပူပေါင်းပါဝင်ဒူးဒူးတဘောပေါက်မှပဲဒါပူပေါင်းဆောင်ရွက်ခွင့်ရှိတယ်။လူဒီနိုင်ငံတော်အခင်းချင်းဆိုတာလူထုလည်းမရောက်လို့မတိလို့မတိနိုင်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီ လာရောက်ပြီးတော့မှနိုင်ငံတော်ရဲ့ရှေ့ဆက်အခုယူကော့ပွဲကိစ္စယူကော့ပွဲကဘာကြောင့်ကျင်းပဖို့လို့တလဲယူကော့ပွဲအလီကဘလောက်အရေးကြီးတယ်ဒါတော့ကျွန်တော်တို့ကလူထုကျွန်တော်တို့ကပြန်ရှင်းပြရမှာကျွန်တော်တို့နေမိကအဲဂျေဘော်တွေတတ်တားတယ်အရာရှိရခါနေတော့ပြည်သူတွေကိုကျွန်တော်ကဘုံကြီးတွေအဓိကကတော့ဘုံကြီးပေါ့ပြန်လာတဲ့တက်ဆိုင်ကအားကောင်းတဲ့ဘုံကြီးဒီလူထုအများစုကိုးကွယ်တဲ့ဘုံကြီးကိုတွားပြီးကြော်ရမှာလူလိုရှိတယ်နိုင်ငံတော်ကတော့တကယ် ရွေးကောက်ပွဲတော့မဖြစ်မနေလုပ်တော့မယ်အဲ့ဒါကိုတပီတော်တော်ကလည်းဟိုဒီကျွန်တော်တို့နိုင်ငံတားကောင်းပေါ့လူမျိုးတစ်မျိုးရဲ့ကျွန်တော်တို့နိုင်ငံတော်အပေါ်မှာထားရှိတဲ့စေတနာပေါ့မေတ္တာပေါ့တစ္ဆာပေါ့အဲ့ဒါကိုလည်းကျွန်တော်ကရွေးကောက်ပွဲကိုကျွန်တော်တို့ထောက်ခံတယ်ရွေးကောက်ပွဲကိုကျွန်တော်တို့နိုင်ငံရေးပါတီလည်းဝင်ပြိုင်မယ်တက်ဆိုင်ရာနိုင်ငံရေးပါတီကိုလာပြိုင်လဲကျွန်တော်ကအပိကူညီတယ်ဒါတော့ကျွန်တော်တို့က ရှင်းပြဖို့လို့လေဒါလည်းငါတော်ရဲ့အကောင်းကျိုးပြည်တော်စုရဲ့အကောင်းကျိုးကတော့ကျွန်တော်ပို့အဘဦးအောင်ကတည်းကခုချိန်ထိနေချင်းယူပြီးကြည့်ရဟိုစမ်းကျင်ဖက်တစ်ခုကဘာမှမလို့အခုလည်းပဲအဲ့ဒီမှုအတိုင်းပဲကျွန်တော်ဆက်သွားမယ်နိုင်ငံတော်ဒီလက်ရှိအစိုးရအတတ်မှုအတိုင်းပဲကျွန်တော်သွားမှာပေါ့อืมတေချာနာတစ်ခုကတော့အဲ့တော့ထွန်းရွှေရဲ့ငါမင်းကိုပြောချင်တာကဘာလဲဆိုတော့လေ ရှမ်းပြည်ပဲရှိတယ်တဲ့လားပအိုးပြည်ဆိုတာမရှိဘူးတကယ်တော့ပအိုးလူမျိုးတွေကယူသားတယ်အဲ့ဒီယူသားမှုပေါ်မှာမင်းတို့တွေကမင်းတို့တို့မျိုးကောင်တွေကအဲ့ဒီစစ်သားဆိုတဲ့ကောင်တွေကပြည်သူတွေကိုစိုက်ဝါးတွေထဲဂျင်းတွေထဲပြီးတော့မှ PDN နဲ့မင်းတို့တိုင်းရင်းသားတွေရှားမှသွေးခွဲနေတာအများများနေပြီမင်းတို့တော်တော်ဆိုးနေပြီကွာတိလာနော်မင်းတို့တော်တော်ဆိုးနေပြီမင်းတို့တိုင်းပြည်မှာလက်ရှိငါတို့လက်ရှိနိုင်ငံတို့နိုင်ငံတိုင်းပြည်မှာဘယ်နေရာတွေကအေးချမ်းနေလို့လဲမင်းတို့ရဲ့ဒီပအုပ်ပြည်ရောဘလောက်တောင်မှ အေးချမ်းနေလို့လဲဘလောက်တော်မှကောင်းစားနေလို့လဲအိတ်ကောင်းချင်းအိတ်ရပြီလားစားကောင်းချင်းစားရပြီလားကိုနေရတော်မှတက်တော်တွေမှတွေးလိုက်သေးတယ်ပအိုးညီလေးတယောက်စက်တက်ကစက်မှုထန်ခိုင်းမယ်ဆိုလို့တဲ့စိတ်ညစ်နေတယ်ဗျာတဲ့ကျွန်တော်စက်မှုတန်းမဲမပေါက်ပါစေလို့ဆူတောင်းပေးကြပါဦးနဲ့အဲ့ဒါမင်းတို့ပြည်နယ်မှာရှိနေတဲ့လက်ရှိမင်းတို့ပအိုးပြည်မှာရှိနေတဲ့သူတွေရဲ့အဲ့ဒီတောင်ပိုင်းတောင်ကြီးမှာရှိနေတဲ့တောင်ပိုင်းမှာရှိနေတဲ့သူတွေရဲ့စိတ်ရေးလည်နေရမှုတွေလားတေချာလဲစဉ်းစားကြည့်ပါဦး မင်းတို့ကြောင့်နဲ့ပအိုးတမိုင်းမယိုင်းပါစေနဲ့ကွာပအိုးထဲမှာလည်းတကယ်ကိုမျိုးချစ်စိတ်အပြည့်နဲ့เนาะပြည်သူလူထုကိုမျက်နှာမူပြီးတော့မှအလုတ်လုတ်ပေးခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်တွေအများကြီးပါဒါပေမဲ့မင်းတို့တော့မပါဘူးကွာသိလားမင်းတို့ကဒုတိယဘုံမူကြီးတို့ပါဒုတိယဘုံမူလေးတို့ပါအဲ့လိုဟာတွေနဲ့မင်းတို့စီးစိမ်အာဏာတွေရစ်မူပြီးတော့မှစစ်တကပေးတဲ့အယိုးရင်းကိုချားပြီးတော့မှမင်းတို့ကိုမင်းတို့ဒီပအိုး မှာရှိနေတယ်ပအိုးပြည်မှာရှိနေတယ်ပအိုးနယ်မှာရှိနေတယ်ပအိုးလူမျိုးတွေအများဆုံးရှိတဲ့နေရာမှာမင်းတို့ကိုမင်းတို့သူရဲကောင်းတွေလိုလိုတတော်ကောင်းကြီးတို့လိုထင်မနေနဲ့အဲ့ဒါရဲ့ယွန်းစရာကြီးနော်ခွန်ထွန်းရွှေဒုတိယပုံမူကြီး PN နေရတကယ်ကောင်းနေနောက်တစ်ယောက်ရှိသေးတယ်နောင်ချိုပြန်ရပြီတဲ့နောင်ချိုပြန်ရပြီဆိုပြီးတော့မှစိတ်ကူးရနေတယ်ကြော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်လေးကြည့်အောင်ပါနောင်ချိုပေါ့နောင်ချိုကျွန်တော်ပွင့်လည်းပြောရင်တော့ပြန်ရပြီလို့တော့ကျွန်တော်ပြောချင်ပါတယ် စိတ်ကူးရင်ဒီမှာယူမယ်နောက်ချိုပြန်ရပြီလို့ကျွန်တော်ပြောချင်တယ်အဲဘာလို့ပြောလဲလို့မင်းရင်စသည်ဟုတ်ပါအောင်နောက်ချိုကအခုပွင့်လိုက်တက်ကနောက်ချိုအစောကြီးကတည်းကပတ်ပတ်လေးဝိုင်းနေပတ်ပတ်လေးမျိုးစုံပေါ့ဗျာတက်ကချိုတင်ပြင်ဆင်ပြီးအကုန်လုံးထားတယ်ကျွန်တော်ယူချင်းယူလို့ရနေပြီလို့ပြောခဲ့တယ်အခုနောက်ချိုရဲ့နောက်ဆုံးအခြေအနေကဘာလဲလို့မင်းရင်တက်ကပတ်ပတ်လေးဝိုင်းပြီးတော့အခုနောက်ချိုမျိုးတွေဝင်ဖို့ဟိုမိုင်းလေးနည်းနည်းပဲကျွန်တော်လည်းပြောရမယ်နည်းနည်းပဲကျွန်တော်လည်းနောက်ချိုဝင်ဖို့နည်းနည်းပဲကျွန်တော်လည်း ဘလို့မှဘလို့မပြောတောင်ခန့်အနေထိုးလာတယ်နောက်ဆုံးထိုးလာပြင်မစစ်ကြောင်းတော့ရှေ့တောက်ချော်ရောက်လာပြီးတော့နောင်ချုံမျိုးစင်ကြီးဘုံတွေကိုရောက်နေပြီပြောနောင်ချုံမျိုးရဲ့စင်ကြီးဘုံတွေကရောက်နေဟိုပြောဟဲ့ဗျာနောင်ချုံမျိုးတော်တချို့တွေဝင်တော်ဝင်နေပြီလို့ကြားတယ်မျိုးတော်ဒီဒီနေ့ဒီကျွန်တော်သိတယ်နောင်ချုံမျိုးတော်ဝင်နေပြီလို့ကြားတယ်အဲ့တော့ဒါပေမဲ့တော့တက်ကတကယ့်ကိုဒီအုံနေချင်းနဲ့ NR2 နဲ့ဒီနေ့ဝင်ထားပြီဝင်တော့ဝင်တော့ဒီကောင်းလေးဘာကြံလဲဆိုတော့မျိုးတဲမှာမျိုးတဲမှာပေါ့နော်မျိုးတဲမှာနောင်ချိုတဲမှာပလောင်တွေက ပြီးပလောင်တန်တန်လေးတွေပေါ့နော်ဟိုတနီလာအောင်တို့အုပ်စုအဲ့ဒီအုပ်စုကအခုတော့ဖြည်းဖြည်းနဲ့ပြေးကြတယ်တဖွဲတို့တုတ်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 ပြေးတာမြို့ခံတွေကိုကြတော့မပြေးခိုင်းမဲနဲ့နည်းနည်းခြံထားတဲ့အုပ်ချုပ်ရေးဖွဲ့တွေနည်းနည်းခြံတယ်ခြံထားတယ်တိုက်ခိုက်ရေးဖွဲ့တွေကတိတ်မရှိတော့ဘူးအုပ်ချုပ်ရေးဖွဲ့တွေခြံအုပ်ချုပ်ရေးဖွဲ့တွေကပလောင်တွေကမလုပ်နေဆိုတော့မြို့ကန်တွေကတော့မတွားနိုင်အောင်မပြေးနိုင်အောင်မတွားနိုင်မတွားလို့ဆိုတာပြီးတော့မြို့ကန်တွေနဲ့ရွာကန်မြို့မှာနေတဲ့ရသပြည်သူတို့ကိုတစားကန်လုပ်တယ်အခုတစားကန်လုပ်နေလို့သိရတယ်လုပ်ပြီးတော့ကိုယ်လည်းပြောရရင်တော့ဟို စစ်သားကပြစ်လို့ရှိရင်အာရသပြည်သူတို့နောက်ချိုးပြရသပြည်သူပြစ်နေပါပြီဆိုတော့អော်လိမ့်မယ်အခုကောင် TNL ရဲ့သူ့ရဲ့ page ဟို Telegram page ဒီဟွာဒီမှာသူတို့တင်နေရပဲသူတို့ငိုချင်းချင်းမာနေပြောနေပြီအဲ့တော့အချိန်လေးဆိုနေနောက်ချိုးထဲမှာ TNL တွေတိုက်ခိုက်ရေးအဖွဲ့သိမရှိတော့ဘဲနဲ့အုတ်ချိုးရေးအဖွဲ့နည်းနည်းပဲကြံနေပြီးတော့မျိုးထဲမှာခံတိုက်နေတာ TNL အစဓနု PDF ကခံတိုက်နေတာတဲ့အဲ့တော့သိမကြခင်မှာတော့ဓနု PDF တွေလည်းပြေးကြမယ်သဘောရှိတယ်တချို့ဆိုအဝဲစားတွေပဲလဲကုန်ပြီတဲ့အဝဲစားတွေလဲကုန်ပြီလို့ကြားတယ်အဝဲစားတွေလဲကုန်ပြီဆိုရင်အရသာရုပ်တဲ့ဆိုသနတ်တွေဖွက်ပြီးတော့အရသာပဲကျွန်တော်တို့ကအရသာတွေပါ ကျွန်တော်ကကျွန်တော်မဟုတ်ကျွန်တော်အဲ့လို့ကြတော့မကွက်လေးလာပါတော့အတက်ကတခုတော့သတိထားမှာနောက်ဆိုမျိုးတော့တက်ကရပြီလို့ပြောလို့ရတယ်လို့ဝင်သွားတဲ့ခါမှလည်းတွေ့ရလူအရသားဆိုတိုင်းစွတ်ယုံလို့မရတော့ဘူးနောက်တစ်ခုကဒီအစကတည်းဒီကောင်လေးလမ်းအချီလှုပ်ရှားမှုတွေဒီကောင်လေးရဲ့ဟိုချီရလဲကြည့်လိုက်ပေါ့ဗျအရသားနဲ့ဒီကောင်လေးနဲ့ဝင်နေကွာတနေ့တော့ကွဲကွဲတယ်လို့ကွဲရတယ်ကွဲပါတယ်တနေ့တော့ကွာတယ်အဲ့တော့တက်နေနေလဲဒါကိုသေချာသတိကြီးထားဖို့လိုပါတယ်နောက်ကျောဓာတ်နဲ့ထုတ်ခါမှာဆိုလို့ပါပြည်သူဆိုပြီးတော့ရောင်ဆောင်ပြီးလာပြီးလုံသွားဆိုတယ်အဲ့တော့တက်မတော်သားတွေနောက်ချိုးတိုက်ဆက်ဆင်းပြေတက်မတော်သားတွေ ရဲ့ဒီဘာပြီးရောစူးစမ်းအထောက်အမှုနဲ့နောင်ချိုမြို့ဟာပြည်သူလူထုလက်ထက်ကိုပြန်အပ်ပေးနေတော့ဖြစ်တဲ့တော့ဝမ်းသာပါတယ်ကျွန်တော်တို့ပြည်သူလူထုကိုယ်စားဝမ်းသာပါတယ်ဘုလဲကုံယူပါတယ်ဂုံလဲဂုံပြုတ်ပါတယ်ဘာပြီးရောပြည်သူလူထုရဲ့လက်ထက်ကိုနောင်ချိုမြို့ကြီးဟိုမကြခင်ပြန်ရောက်ပြီလို့ပဲမှတ်လိုက်ပါတော့ရပြီလို့ပဲကြိုသာမှတ်ထားပါလို့ပြောချင်တယ်တောင်းခံအော် sorry နောင်ချိုကတော့အဲ့တော့နောင်ချိုရပြီအပေါ်မှာရှိတဲ့ကြောင်မဲတီဘောလဲဘာမှမလို့တော့ပါဘူးဘာလို့လဲဆိုအဲ့ကြတကြောလောကတက်ကငကိုရဲလမ်းမကြီးဒီပေါ်မှာတက်ကရှင်းပါလိမ့်မယ် mm ဆိုတော့ငါပြောချင်တာကဘာလဲဆိုတော့မင်းတယောက်တည်းကိုတောင်ခမ်းပြောလိုက်နောင်နောင်ချိုပြောလိုက်တဲ့အမျိုးမျိုးကိုဖြစ်နေတာမင်းနဲ့မိုးမိုးခိုင်တဲ့နှစ်ယောက်ပေါင်းပြီးအရင်ညှိလိုက်အောင်မိုးမိုးခိုင်ပြောတော့ငားမိုက်မဲ့လူတော့တယ်တဲ့မင်းကကြတော့မျိုးတဲဝင်နေပြီတဲ့မင်းတို့ဘောမတွေအချင်းချင်းပဲအရင်ညှိကြည့်ပါဦးဟမ်မင်းနာမည်ကိုကြော်မျိုးမင်းလို့မပေးနဲ့နော်မောင်ကြော်မျိုးမင်းလို့မပေးနဲ့မောင်စိတ်ကူးရင်လို့ပေးလိုက်တကယ်ကောမင်းတို့အဲ့လိုမူသားပြောဖို့အတွက်ကိုဗျာမင်းတို့သတင်းသမားလုပ်နေတယ်မင်းမရှက်ဘူးလားတကယ်ကောကြော်မျိုးမင်း နော်မောင်ကျော်မျိုးမင်းခေါ်မောင်စိတ်ကူးရင်နောက်တဲ့ဗီဒီယိုလေးတကူကတော့ဒါကျွန်တော်တို့မန္တလေးကပသက်စခေါင်းဆောင်တွေနဲ့ဒါပေါက်ကူတော်တို့ဂျားမှာပြဿနာလေးတွေကအဖူးအထက်တွေများနေပါတယ်ဒါကဘာလဲဆိုတော့တချို့ဒါဖမ်းမိတဲ့ဒါကျွန်တော်တို့ပသက်စတွေကိုကျွန်တော်တို့ PDF တွေကပြန်လွတ်ပေးတယ်ပေါ့အဲ့ဒီပြန်လွတ်ပေးတဲ့ပုံမှာတချို့မန်ပသက်စခေါင်းဆောင်တွေကဒါပြောမယ်ဆိုရင်ပြန်ရောက်ချောင်းကိုစက်တက်ကိုတည်င်းမပို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပေါက်ကူတော်နဲ့မန်ပသက်စခေါင်းဆောင်တွေဂျားထဲမှာ ြဿနာလေးတွေအဖူးအထစ်ရှိနေပါပြီဆိုတော့မကြခင်ပောက်ကိုတော်များအလျှော့ခံရမလားဆိုတာဒီဗီဒီယိုဖိုင်လေးကြည့်ရင်လည်းနာကျွန်တော်တို့နော်ဆုံးဖြတ်ကြတာပေါ့ဗျာနော်အပီရီအဲ့ဒီပတ်တာစားတယောက်ဆိုရင်လူမင်းမကိုတိုင်းဒီပြည်ဦးလွင်ဒီရီရဲ့အဖွဲလေးကနေမှပြန်ခေါ်လာတယ်อืมပြန်ခေါ်ပြန်ခေါ်လာတယ်ကဲပြန်ခေါ်လာရတာပေါ့နော် အခုမြို့ထဲမှာပဲလို့နေတယ်နေတာဝန်းသာတယ်လွတ်လာတာလည်းဝန်းသာတယ်ကိုကလေးတွေဘာဖြစ်လို့ခင်ဗျားတို့ကတော့တက်ဆိုင်ရာဒီထသရာတို့စရဖားတို့ SSB တို့စာတုံးစာတုံးလုံးကထွားတော့เนาะသူတို့အပိုင်းမော်ကူဝင်ကြီးခွာချသူတို့ကเนาะ CID တို့တိုင်းတို့အမှန်တရင်ပို့ရမှာတလို့လွတ်လာပါတယ်ဆိုတော့เนาะနိုင်ငံစစ်သားတယောက်တော်မှလွတ်လာလို့ရှိရင်စစ်စစ်မင်းမြတ်မှုလေးတွေ ခေါ်ယူတာလေးတွေရှိသေးတာပဲပြည့်စုံစေလဲခေါ်ယူမင်းမြန်မှာအဲ့နဲ့ပတ်တယ်ပြီးဥစဉ်ကတုံးတတ်တော့ခမားတို့ကဟုတ်လားပောက်ကိုတော့ပြည့်စုံစစ်တွေကိုစစ်ကြောရဲတဲ့ထဲတဲ့ပောက်ကိုတော့ပြည့်စုံစစ်တွေကိုဖန်ခိုင်းနေဆိုမှဟုတ်လားဝါရမဖြန်းနဲ့ဝါရမဖြန်းနဲ့ပောက်ကိုတော့ဗာလဲဆိုတာအားလုံးကအကုန်တည်ပြီးတာနော်အားလုံးကတည်ပြီးတာပောက်ကိုတော့ဘယ်နေရာကနေဘယ်လိုထားလဲဘယ်ပောက်ကိုတော့မြို့သားရဲ့လောကမှာဗာလဲဆိုတာလဲအားလုံးကတည်ပြီးတာနော်တည်ပြီးတာဝါရမဖြန်းနဲ့နော် ဖားလူလူခရီးကုန်ခရီးဖင်ကျွေးုံပဲရှိမှာဆိုဟုတ်လားဆောင်းဆောင်ထိုင်နေတိုင်းလဲခြေနေမို့ပြီးဆောင်းဆောင်ကတော့ညအခါမှာဖားတွေကလဲဆောင်းဆောင်ထိုင်တာပဲနော်ဖားတွေကလဲဆောင်းဆောင်ထိုင်တာပဲနော်အဲ့တော့ဥစဉ်တို့ကကိုကမေတ္တာစေတနာနဲ့အပြည့်အဝနဲ့ပြောတာခင်ဗျားတို့အဲ့ခင်ဗျားတို့လွတ်လာရဲ့ထဲကခင်ဗျားတို့အဖွဲ့တက်တခုလောက်ကြည့်လိုက်ခင်ဗျားတို့ခေါင်းဆောင်တွေထောင်ကြမှာခင်ဗျားတို့ခေါင်းဆောင်တွေအေးအေးယူခံရမှာအဲ့တော့ရောခင်ဗျားတို့စဉ်းစားမိရဲ့လားလို့ဥစဉ်ကမေးခွန်းထုတ်ခြင်းလဲမေးခွန်းထုတ်ခြင်းလဲ ရောက်လာတဲ့ကလေးတိုင်းကိုလည်းငါညီးသွားတော့သွားပြီးစစ်စစ်ခံတော့ဟုတ်ပြီဒါလေးနှစ်ယောက်ရှိတယ်ကိုနေမျိုးကျော်လည်းအောက်ခံမြစ်ချိုမြစ်ချိုထဲမြစ်ချိုဆိုဥစဉ်ရဲ့ဒါမိသားစုလို့လည်းပြောရဥစဉ်တပည့်ရင်းလို့ပဲပြောလို့ရတပည့်ရင်းမှာပဲနော်ငါကိုရင်ဘဝကလေးကအေးမင်းထဲမှာနှစ်ယောက်လွတ်လာတယ်ကြားရနော်မနေ့ဖြင်သွားအပ်ချီဘလို့ကြောင့်လွတ်လာလဲမနေ့ဖြင်သွားနော်ကိုနေမျိုးကျော်လည်းအောက်ခံနေပါရင်မပြောနဲ့မင်းကိုယ်တိုင်တော့အပ်ချီ တန်တဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့နောက်ဒုတိယအကြိမ်ပြောချင်ပါဦးဇင်းတော်ကဒါပို့စရာဒီကလေးတွေတော့လွတ်လာတယ်ဒီကလေးတွေတော့ပြန်လွတ်လာတယ်ဒီကလေးတော့ဘယ်နေရာမှာရှိတယ်တကြောက်ဆိုလို့ရှိရင်ဦးဇင်းကတနေ့ကလိုင်းမောင်လွှဲလိုက်တော့တကြောက်ပြေးသွားပြီပြေးသွားပြီနော်ချွေဘဘက်ကိုပြေးသွားပြီအဲဘယ်ဖွဲ့လဲဆိုခဏလို့အာမခံရဲလားဟမ်နာလို့ခေါင်းဆောင်နေအာမခံရဲလားဘာမှမလုပ်ပါဘူးဘာမှတတိမပေးပါဘူး PDF ကိုတတိမပေးပါဘူးလို့အာမခံရဲလားဘာလို့အာမခံရဲလဲ ူတို့ကတရားခိုင်တော့အာမခံပါလေခင်ဗျားတို့ခြံတော့ခင်ဗျားတို့ရှိရလားလူတို့တွေကကဲလူတွေအာမခံရရလေတော့ခင်ဗျားသာကျုပ်ကိုအပြစ်ပြောချင်နေတယ်ဟုတ်လားကျုပ်ကတော့တိုင်းပြည်အတွက်ဆိုလို့ရှိရင်ကျန်တဲ့ရဲဘော်တွေကျန်တဲ့ပတ်တာစားတွေအတွက်ဆိုလို့ရှိရင်အနဲ့နာခံပြီးပြောမှာပဲဒါကြောင့်သူကအန်ဒီရိုက်ပြုချင်ပြုမပြုချင်နေသူကတော့ပြောမှာပဲအင်းပြည်ရက်ကလှုပ်ပေးလိုက်တယ်ဆိုတော့ခင်ဗျရှားပါတယ်လေဗျအပြစ်မရှိရဲ့ကြောင်းဆရာဆရာမတွေဘုန်းကြီးတွေတောင်မှရဲဆက်ဆက်တက်နေကြ အမဒီသူတို့ဘာတခါရဲဆိုပြူစောရီတွေဘာတွေခင်ဗျဟိုဟာမဘာဘာဒီလောက်ရက်စက်တဲ့ပူတက်မှာဘာကြောင့်လွတ်ပြေးရဆိုတာခင်ဗျတော့ပေါက်လေဦးစင်းကဒါလေးကိုဒါတုံးတက်ပြတာပါဗျာနော်ဒါလေးကိုတုံးတက်ပြတာပါနော်အဲ့တော့မကျေနပ်လည်းခင်ဗျတော့လဲသေးပေါ့ဗျာနော်ပီနေရတယ်လွတ်ပြေးတာရှားတယ်ဟုတ်တယ်မင်းတို့စက်တက်ထဲမှာရှိ ਉ မရှိတာ ဲ့တော့အဲ့မန်ပါသစတွေနဲ့ပောက်ကိုရောနဲ့ချားပေါ်တော့ပောက်ကိုရောအ short ခံရတော့မထင်တာပဲခရူတော့ site ပေါ်တော့ပောက်ကိုရောအဲ့တော့ဂျေဇူနိုင်တမားရဲကျေးဇူးအားပေးခဲ့ကြတဲ့ဒေါ်လာမျိုးများအားလုံးပဲနောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်ကျွန်တော်တို့ရဲ့ platter reblog youtube channel လို့လည်း like and subscribe လုပ်ပေးဖို့ပြောချင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးကြကြပါစေခင်ဗျာ